မင်္ဂလာပါညစီကွာဆောဆောင်မနှုတ်ကဆက်တာပါရယ်မတ်လ23ရက်2025ခုနှစ်ဇန်နဝါရီနေ့သူမင်းမတင်ညံကောင်းဤအစင်းလာဤရောက်ကြမှုကခက်ထန်သောသဘောရှိဤစိုးသောမှုကိုဖြစ်တတ်ဤဓမ္မရာရှင်ခမဆောင်အခန်းကြီး25ခန်းကြီး3ခေါင်းစဉ်ကအစိုးလက်မအကောင်းဘတ်သူဤဒေလာပြီမာတာမကဒီကမ္ဘာလုံးမှာအစိုးဆုံးသောရောက်ကြတယောက်ယူမိသူ လင်းတော်မိသူကတော့အပြည့်ကင်းလာဖြစ်ပါသည် အစိုးရရုပ်ကြောင်ပညာရှင်များကတင်းတင်းညွတ်ချဲမဲပင်ရင်းချဲချင်းခရရသောသူကတော့နာဗလာဖြစ်ပါသည်မြမစကားမှာလင်းစိုးမယာတဖာဖာဟုပြောလိရှိပါသည်နာဗလာကတင်ဖျားကိုမယူသေးသည်နှစ်မိမစကားကိုနားမထောင်သည်သုံးမိမိကိုယ်ကိုမထိန်သိမ်းနိုင်သည်လေးစိတ်နှလုံးမှာကြောထိုင်ပါသည်ငါဂရိနစ္စာဖြစ်သည်စသဖြင့်အရေးသူများရှိရာဖြစ်ပါသည် အပြင်ကင်းလာရဲ့အထူးကြီးကတော့ဖာကင်ကိုပျော်ရွှင်စေသူဖြစ်ပါသည်။နောက်ပိုင်းတွင်ဉာဏ်ပညာရှိပါလျက်အစဉ်မပြေစွာပင်လူဆို၏မယားဖြစ်ရပါသည်။ဒီလွား၏အတတ်ရှိရပါသည်။ဒါဝိနှင့်နာဗလာတို့ရင်းဆိုင်တွေ့ကြရသောအချင်းချင်းတစ်ခုမှာတော့အပြင်ကင်းလာသည့်ပပနဲ့နဲ့ပညာရှိရှိဖြင့်ဖြင့်ရှင်းနိုင်ပြပါသည်။တကယ်တော့အပြင်ကင်းလာနေရာမှာနေရင်စဉ်းစားကြည့်ရင်စိတ်ချစရာကောင်းသောဘဝပါပဲ။ ရှုတော်ယောက်ျားနေပေါင်းဖို့ရတာကခက်ခဲ၍ကိုယ်စိတ်နှလုံးစီရင်ရပါသည်ဒါကတကယ်ဒုက္ခပါပဲသို့သောအပိကိလာသည်မင်းညူပဲနေပါသည်ဘုရားသခင်တရားတော်တိုင်းလိုက်ရှောက်ပါသည်ထို့ပြင်အဘယ်သူမှမလဲဖြစ်မတည်အပြည့်မမြင်သူဖြစ်ုံမကသူတစ်ပါးပြည့်ပြည့်မီကိုလည်းတားဆီးနေသူဖြစ်ပါသည်နာဗလာကတော့ကောင်းသောမိမကိုရတော်လဲမိုင်းမဲသူဖြစ်၍နောက်ဆုံးမှာတော့မိမလည်းမကင်နိုင်တော့ပါကျန်းစာနိုင်ဆင်ရက်လိုမှာ သာရပြားသည်တန်ခတ်တော်မူသဖြင့်နာဗလာသေးလေး၏ဟုလာပါသည်ဓမ္မရာရွှေပထမဆောင်အခန်းကြီး25အခန်းကြီး38ထုံနောက်မှာတော့ဉာဏ်ကောင်းသောအစင်းလာသောဘုရားသခင်ကိုကြောက်ရွံ့သောရှိုးသောခင်မှုပြီးခိလိကစားအုပ်စုခြင်းကိုခံသောမုံစုမကလေးအပိကလာကိုဒါဝိကလက်ထံခွေတောင်းပါတော်သည် အပိကလာတွင်ဘုရားသခင်ပြင်ဆင်ပေးသည့်မမျော်လင့်နိုင်သည့်ကောင်းခြင်းမင်္ဂလာကိုလက်ခံရပြီဖြစ်ပါသည် ဒါဝိမင်းမယားဖြစ်ရပါသည်ပထမအဆုံးသောမိဖုရားဖြစ်ခွင့်ကိုဓမ္မရာခဲ့ပါသည်ဓမ္မရာရှင်ပထမဆောင်အခန်းကြီး25အခန်းငယ်47မှ50တွင်အပိကေလာသည်ထား၍မြေပေါ်မှပြန့်ဝလျက်ကျွန်မသည်ကျွန်မတခင်၏ကျွန်တို့ချီကိုရှိပြီးသောကျွန်မမှဖြစ်ပါစေကုန်ဆိုပြီးလေအလင်းမြတ်ထား၍မိမိနောက်လိုက်သူ၅ယောက်ပါလျက်ငင်းစည်းသည်ဒါဝိစီလို့သောလူလူနှင့်တကွာလိုက်၏ ဒါဝိကီမူဖြစ်နေဤဟူလာပါသည်ရှိုးသောကီမူ၏လက်မှာခံရသောစီရေကိုဖျားသခင်မြည်၍မိဖျားရေကိုဖြစ်စီပြီးတော့ဖျားဖြစ်ပါသည်အားလုံးဖျားရေကောင်းချီးပေးပါစေ